ဒါကဂျပန်နိုင်ငံပါဒီနေ့တော့သင်ကဂျပန်နိုင်ငံကယောက်ျားလေး host ဖြစ်သွားပါပြီ host ဆိုတာဘာကိုပြောတာလဲသိချင်ဆက်ကြည့်လိုက်ပါသင်ကမြန်မာနိုင်ငံအကောင်လေးတယောက်ပါသင်နိုင်ငံချင်းတွေတော်တော်များများကနိုင်ငံခြားရေးရောက်ကုန်ပါပြီအဲ့နဲ့သင်လည်းနိုင်ငံခြားကိုသွားကျင်တာပေါ့ဘယ်နိုင်ငံအောင်သွားမလဲလို့စဉ်းစားရင်လည်းသင်ညာတိုင်းကြည့်နေတဲ့ဇကားတွေတည်းကအကျိုက်ဆုံးမင်းသမီးရှိတဲ့ဂျပန်နိုင်ငံကိုပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနဲ့သင်ကဂျပန်ကိုသွားဖို့သင်တန်းတွေတက်ပါညာပြင်ဆင်တာပေါ့ တင်အကုန်ပြင်ဆင်လိုက်ပြီးရောဂျပန်ကိုသွားပါပြီ။အမှဂျပန်ကိုလည်းရောက်ရောပြဿနာဆတက်ပြီ။တင်ကတင်ကြိုက်တဲ့မင်းသမီးရှိတဲ့နိုင်ငံကိုသာလာခဲ့တာ။ဘာလို့လို့ဘာခံရမလဲဆိုတာတင်မသိပါဘူး။အဲ့ဒါနဲ့တင်စီကိုလူတယောက်ရောက်လာပါတယ်။အဲ့လူနာမည်ကဥက္ကရုံပါ။ဥက္ကရုံကတင်ကိုအလုပ်တစ်ခုလာကမ်းလှမ်းတာပါ။တင်ရလေအစားတော့ပြင်းလို့မလုပ်ချင်ပေမဲ့မလုပ်ရင်ခွက်ဆွဲတောင်းစားရတော့မှာသိနေလို့အလုပ်ကိုလက်ခံလိုက်ပါတယ်။တင်းကိုလာကမ်းလှမ်းတဲ့လူဆိုတာဥက္ကဋ္ဌလို့စားတော့ဆိုင်မှာ host လုပ်ရမှာဖြစ်ပါတယ်။ host ဆိုတာက mail offer တနည်းအားဖြင့်ယောက်ျားလေးဟိုအောင်ပြောတာပါဒါနဲ့ဒီဗီဒီယိုကဘူးတုတရရရင်အတွက်သာတင်ဆက်ပေးတာဖြစ်ပြီးမိသူတူတူတယောက်မှထိခိုက်နေတာလို့စိတ်မရှိပါဘူးဗျဆက်ပြောရရင်တင်ရပထမဆုံးရအလုပ်သွားပါပြီတင်ရတင်ဆိုင်ရ host ဖြစ်တာကြောင့်တင့်တပုံနဲ့ဆိုင်ရနေရင်မှာတခြား host တွေနဲ့အတူတူကတ်ထားလိုက်ပါတယ်ကစတမာတွေကစိတ်ကြိုက်လူရွေးလို့ရအောင်လို့ပါအဲ့မှာတင့်စီကိုအိမ်လုံးတွေအဖွားကြီးတွေလာပါပြီတင်ရလည်းကစတမာဖြစ်တဲ့သူတွေကိုစိတ်ကျဉ်တယ်အောင်နေပေးရပါတယ်အဲ့လိုနေပေးတယ်ဆိုတာဘာညာလို့တောင်ပြောတာမဟုတ်ပါဘူး တင်ကစံမာတွေကရက်လေးပါလေးတောက်ရင်တင်ကိုသူတို့ရဲ့ပူပန်နေကြအောင်ပြောပြပါတယ်။တင်ကလည်းတရှာလိုက်နားထောင်ပေးပြီးနှစ်သိပ်ပေးရပါတယ်။ဒါနဲ့သူတို့ကရက်တောက်ရင်ပြောတာဖြစ်လို့တင်လည်းတောက်ချင်ချင်းမတောက်ချင်ချင်းတောက်ပေးရပါတယ်။တင်ကိုတိတ်သဘောမချတဲ့ကစံမာကြီးဆိုရင်တော့စကားပြုံးလုံးနဲ့ပဲပြီးသွားပါတယ်။အဲ့လိုနဲ့တင်ကတောက်လိုက်ပြောလိုက်နဲ့တင်ကိုသဘောချတဲ့ကစံမာနဲ့တွေ့ပြီဆိုရင်တော့တင်ကိုအပြင်ကိုခေါ်သွားပါပြီ။အဲ့အပြင်ဆိုတာကဟုတ်တယ်ပါ။ပြီးရင်ဘာဆက်ပြစ်မလဲဆိုတာတော့အားလုံးသိပြီးသားဖြစ်မှာပါ။ တင့်ရဲ့ host တယောက်လာစားကတော်တော်လေးကိုများပါတယ်မြန်မာငွေ3900ရာနေ80ရာလောက်ကိုရပါတယ်ဒါကဆိုင်ကပေးထားရဲ့လာစားပါတင့် customer တွေကစိတ်ကျေနေရင်တင့်ကိုမဟုတ်သက်သက်ထပ်ပေးပါသေးတယ်အဲ့လိုနဲ့တင်က host လုပ်ရင်အိမ်ကိုလည်းပတ်စံဖို့တင်ကလေ AC နေလာနိုင်ပါတယ်ဒါပေမဲ့တင်ကနေ့စဉ်အရက်ကိုတစ်ချိန်လုံးတောင်းနေရဖြစ်လို့အရက်သမားဖြစ်သွားပါတယ်ပြီးတော့ဗာဆက်ဖြစ်မယ်ထင်တယ် အဲ့ဒါတော့အပိုင်းနှစ်မှာဆက်ပြောပြပါမယ်။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်သွားဖို့မေးကြပါနဲ့ဟုတ်။ဒါနဲ့နောက်ထပ်တင်ပြစီလို့ရတဲ့အကြောင်းအရာများရှိရင်လည်း comment မှာရေးသွားလို့ရပါတယ်။ comment တစ်ခုချင်းစီကိုတေချာ like ဖတ်ပြီးအလင်းသိရင်တင်လို့တိဆက်ပေးပါမယ်။အားလုံးပဲနောက်ပိုင်းမှာဆက်တွေ့ပါမယ်။ See you